နှစ်ဖက်မြင်မှချမ်းသာရတဲ့ကမုံတို့တွေငလျင်ဘေးကြီးကို အပြင်းထန်ခံစားခဲ့ကြရတယ်အဲ့ဒီငလျင်ဘေးထဲမှာမှ ပရိယတ်တိရဲ့ရေတောင်းမြစ်ဖြစ်တဲ့မစိုးရင် ပရိယတ်တိစာတန်တိုင်းကြီးအကြောင်းတွေအများအပြားပျက်စီးခဲ့ပါတယ်အဲ့လိုပျက်စီးခဲ့ရတဲ့အတွက်ဘုံမုံတို့တွေအလွန်အလွန်ကိုစိတ်မကောင်းဖြစ်ကြရပါတယ်အားလုံးကလည်းပဲဘုရားဘာသာဝင်နိုင်စိတ်မကောင်းဖြစ်ကြရပါတယ်အဲ့ဒီလိုစိတ်မကောင်းဖြစ်နေတဲ့အချိန်မှာပဲ ဇွတ်ထမီတာစုကနေပြီးတော့ကုံကျင်တလောက်ကုန်ဆိုပြီးအဲ့ဒီမစိုးရင်စာတဲ့နိုင်ကြီးကိုပြန်လဲပြီးအကောင်းပကတိဖြစ်အောင်ပြန်လဲပြီးလူတန်းမယ်လို့ကြားတော့ဖမိုးတို့အနေနဲ့အယံကိုဝါတာပီတီဖြစ်ကြရပါတယ်အားလုံးကလည်းတာတို့ခေါ်ကြရပါတယ်အဲ့ဒီတဲမှာမှတချို့ပုံကိုတွေကအိတ်တံမေစီရီယာဖြစ်တာပေါ့နော်ဘာလဲလို့ဆိုတော့ဇွတ်ထမီတာစုကနေပြီးတော့မစိုးရင်ပရိယတ်ဒီစာတဲ့နိုင်ကြီးကိုပြန်လဲပြီးတော့မှ ်လှူဒန်းမယ်ထောက်ပံ့မယ်အကြောင်းတွေဆောက်ပေးမယ်ပိန်တောင်းပဲကုံကုံသိမ့်ပဲကုံကုံလှူဒန်းမယ်လို့ပြောလိုက်တော့ဒီစကားကိုယူပြီးပြန်ပြီးတော့ပို့တွေတင်ကြတယ်နော်မကျေနပ်ချက်တွေနဲ့လှူဒါခြင်း ကိုခြင်းစားတဲ့သူတွေနဲ့တူပါတယ်သူတို့ကဘလောက်လှူလဲတော့မသိဘူးအခုဖုံဖုံတို့ရဲ့သာသနာတော်ကြီးကို အားပေးထောက်ပံ့နော်လှူဒန်းပေးတဲ့ပုဂ္ဂိုလ်တွေကိုတာဓုခေါ်ရမယ်အစားသူတို့တွေဟာအပြည့်မြင်တဲ့အနေနဲ့ဘေးကနေရှုပ်ချပြီးတော့မှပြောတယ် ဘုံဘုံတို့အနေနဲ့ခွေးအောင်တိုင်းထားကြည့်တတ်တဲ့သူတဲမှာတော့မပါဘူးဒါမဲ့လို့သူတို့တယောက်တည်းဟောင်းတာမဟုတ်ဘူးအောက်မှာကောမက်ဒီပတ်ကြည့်လိုက်တော့လည်းပဲများစွာเนาะအထင်အမြင်လွဲမှားတဲ့ပုံစံမျိုးတွေနဲ့ပြောကြတာတွေဆိုကြတာတွေ့ပါတယ်ခွေးအောင်တာတွေများလာရင်တော့ဂဲနဲ့ထုတန်ရင်လည်းပဲထုရမှာပေါ့လေเนาะညစွာပြားလက်ထက်ကလည်းကြည်ပါအနာတပင်เจ้าနာကကြီးကအနာတပင်เจ้าနာကကြီးရဲ့လို့မဖြစ်လာခင်အနာတပင်တထေးကြီးဘဝက မြတ်စွာဘုရားကိုအကြောင်းလူခြင်းပါတယ်လို့လျှောက်တော့မြတ်စွာဘုရားကအေးငါ့ကိုမလူနဲ့ကွယ်ငါတို့သာသနာတော်ကြီးထွန်းလင်းပေါ်ပေါက်လာလို့အခြားသောပုဂ္ဂိုလ်တွေလှလာပါတွေမင်းမိန်သွားတယ်သူတို့ကိုလူကြည့်ပါလို့မြတ်စွာဘုရားကမပြောပါဘူးစိတ်စိတ်ဝန်ခံတော်မူပါတယ်ပြောချင်တာကတော့အလူခံတော်မူပါတယ်ပေါ့အဲ့ဒီလိုအလူခံတာဟာမြတ်စွာဘုရားအတွက်မဟုတ်ပါဘူးဒီသာသနာတော်ကြီးအတွက်ဖြစ်ပါတယ် ဒေသနာတော်ကြီးအရှိခန့်တီတက်မှသာလျင်ဘုံဘုံတို့ဒီဓမ္မမိတ်ဆွေတို့ဒီမြတ်စွာဘုရားဟောခဲ့တဲ့တရားတွေကိုအကြာကြီးနာကြားပြီးတော့မှနိဗ္ဗာန်လက်ကိုရက်တိုတို့နဲ့ရောက်ကြရမှာဖြစ်ပါတယ်။အခုဟိုပို့တစ်ခုမှတွေ့ရတာပို့သူကဘာပြောတုံးဆိုတော့ဒီဘုံကြီးတွေကတဲ့သူတပားတွေဒုက္ခရောက်နေကြတာကိုမှမထောက်ဖဲနဲ့တဲ့ကိုယ့်ဘက်ကိုရက်တဲ့လက်တွေလိုပဲတဲ့။နော်သူတို့တွေအလူခံကြတယ်ပို့အမှန်ဆိုရင် ဒီမစိုးရင်စာတန်တိုင်းကြီးကိုတိမ်ပေါင်းထောင်ချီတောင်းချီတိမ်ချီပြီးတော့လူမဲ့အစာတခြားသောဒုက္ခရောက်နေတဲ့ပုံပေါ်ဒီကိုလူရင်တော့တော်သေးတယ်အခုတော့ကိုယ့်ဘက်ကိုရက်တယ်ဘုန်းကြီးတွေကလို့သွားဒီလိုဆွဆွဲလိုက်ပါတယ်ဘုန်းကြီးတွေဒီလိုလုပ်တယ်ဆိုတာကဘုံမတို့တွေရဲ့သာသနာတည်တံ့ဖို့ဆိုရင်ပရိယတ်တိစာတန်တိုင်းဆိုတာအရေးကြီးပါတယ်ပရိယတ်တိစာတန်တိုင်းဆိုတာတစ်ပင်ရဲ့ရေတောင်းမြင့်နဲ့တူပါတယ်ရေတောင်းမြင့် မໄຂမာတော့ဘူးပြိုလဲသွားပြီဆိုရင်ဘုံမို့တို့သာသနာတော်ဟာလည်းပဲပြိုလဲသွားမှာဖြစ်ပါတယ်ဒါကြောင့်မို့ဂျေတောင်းမြစ်ကိုမြင်တဲ့ပုဂ္ဂိုလ်တည်တဲ့ပုဂ္ဂိုလ်တွေကသာသနာတော်ကိုထောက်ပံ့လူဒန်းကြတာဖြစ်ပါတယ်အဲ့တော့နှစ်ဖက်မြင်မှာချမ်းသာရဆိုတာဘာပြောချင်တာလဲလို့ဆိုရင်မြတ်စွာဘုရားကအန္တတုတ်တံမှာပုဂ္ဂိုလ်၃မျိုးကိုခွဲပြီးတော့ဟောထားတာဖြစ်ပါတယ်နံပါတ်၁ကအန္တသကုတဲ့မျက်စိနှစ်ဖက်လုံးကန်းတဲ့ပုဂ္ဂိုလ် မျက်စိနှစ်ဖက်ကန်းနေဆိုတာကစီပွားရေးမျက်စိလည်းပဲကန်းနေတယ်စီပွားရေးကိုဘယ်လိုရှာရမလဲကြီးပွားရေးကိုဘယ်လိုလုပ်ရမလဲမိဘဘိုးဘွားပြည်ပြင်အစဉ်စစ်ကထားခဲ့တဲ့ပစ္စည်းဥစ္စာတွေကိုဘယ်လိုထိန်းသိမ်းရရင်ကောင်းမလဲဆိုတဲ့ဒီပညာကိုလည်းပဲသူ့မှာမရှိဘူးစီပွားရေးဘက်ကလည်းပဲမျက်စိကန်းနေတယ်ဘာသာရေးဘက်မှာလူဖို့တန်းဖို့ပေးဖို့ကန်းဖို့ဆိုရင်လည်းပဲမျက်စိတစ်ဖက်ကကန်းနေတယ်အဲ့ဒီလိုပုံကုံမျိုးဟာဒီဘွားမှာလည်းပဲစင်စင်ရဲရဲပြင်ပြင်ပန်းပန်းနဲ့ဖြတ်တန်းရမလို့ နောက်ဘဝရောက်ပြီဆိုရင်လည်းပဲအပယ်ငရဲကိုကြရတတ်ပါတယ်တဲ့ပေါ့။နောက်နံပါတ်2ကဧကစကုတဲ့။အဲမျက်စိတစ်ဖက်တည်းပဲမြင်တယ်တဲ့။ဆိုကြပါစို့စီးပွားရေးမျက်စိတည်းပဲမြင်တယ်။စီးပွားရေးကိုဘယ်လိုရှာရမလဲ၊ကိုသားကိုသမီးတွေကို ပြည့်ပြည့်စုံစုံလုံလုံလောက်လောက်ဘယ်လိုထားရမလဲဆိုတဲ့ပညာကိုတော့သူသိတယ်၊သူတတ်တယ်။အဲ့ဒီလိုတတ်ပြီးတော့မှစီးပွားရေးရှာတယ်။ရှာတဲ့အခါမှာလည်းမြတ်တာတာတွေမမြတ်တာတာတွေတရားတာတွေမတရားတာတွေမစင်စားပဲနဲ့ ဘဒုတေတေငတိမာရင်ပြီးရောဆိုတဲ့ပုံစံမျိုးနဲ့စီးပွားရေးရှာတဲ့ပုံကိုရရှိပါတယ်။စီးပွားရေးဘက်မှာတော့မျက်စိအမြင်ကကောင်းတယ်ဒါပေမဲ့လို့ဘာသာရေးဘက်မှာ လူမှုတမ်းမှုဘက်မှာမရှိတဲ့အပြင်သူတစ်ပါးတွေလူတာတန်းတာ ပေးတာကမ်းတာသာသနာတော်ကြီးကို ထောက်ပံ့အားပေးတာကိုလည်းပဲဘေးကနေပြီးတော့မှမရှုမစိတ်မနာလိုတွေဖြစ်ပြီးတော့မှအပြစ်တင်ကဲ့ရဲ့ရှုတ်ချပြောတဲ့ပုံပုံမျိုးတွေပေါ့အဲ့ဒီပုံပုံတွေဟာအန်တီကစကူတဲ့မျက်စိတစ်ဖက်တည်းပဲမြင်တယ်တဲ့ နောက်နံပါတ်3ကဒွိဇက်ကူတဲ့မျက်စိနှစ်ဖက်လုံးမြင့်တယ်ပေါ့တချို့ပုံကများကြတော့အခုဇွက်ထက်မိသားစုတို့လိုပါပဲစီးပွားရေးဘက်မှာလည်းပဲအပြီးပြီးစုံစုံလုံလုံလောက်လောက်နဲ့ကိုသားကိုသမီးတွေကိုလည်းပဲထားနိုင်တယ်လို့အစင့်မြင့်အစင့်တန်းမြင့်မြင့်နေနိုင်ရတယ်လို့ပဲဘာသာရေးဘက်မှာကြည်ပြန်တော့လည်းပဲတကယ့်အရေးကြီးတဲ့နေရာကို ထောက်ပံ့ပေးတယ် လူတန်းပေးတယ်အခုမစိုးရင်စာတန်တိုက်ဆိုတာကတကယ်တမ်းပြောရမယ်ဆိုရင်ပရိယတ်တည်းရဲ့ရေတောင်းမြစ်ပဲအဲ့ဒီရေတောင်းမြစ်ကိုရေလောင်းပေါင်းပင်ပြုတ်နိုင်တဲ့အလူမျိုးဟာအကောင်ဆုံးအလူပဲဖြစ်ပါတယ်လို့ဘုံဘုံတို့ကပြောကြင်ပါတယ်ဒါရင်လားဆိုတော့မဟုတ်သေးပါဘူးကြံတဲ့ဒုက္ခရောက်တဲ့မိသားစုတွေကိုလည်းပဲဒီအလူရှင်အလူမတွေကကျွေးမွေးလူတန်းကြတာဘုံဘုံတို့လိုင်းပေါ်မှာအလုံးအတိအမြင်ပဲဖြစ်ကြပါတယ် ။အဲကြောင့်ပို့တချို့ပုံကိုယ်တွေရဲ့အစကားကိုနားယောင်ပြီးတော့မှအောက်ကနေဟုတ်တယ်မှန်တယ်တွေပုတ်တင်ညိုကဲတော့ခေါင်းတညင်ညင်နဲ့သွားမလုပ်ပါနဲ့။ကို့အုံနောက်နဲ့ကိုဆုံးဖြတ်ပါဒီလူတွေပြောနေတဲ့စကားဟာကို့အတွက်အကျိုးရှိသလားအကုသို့မိုင်းတွေတိုက်နေတာလားဆိုတာပြန်လဲပြီးတော့မှစဉ်းစားစီလိုပါတယ်။သူများယောင်တိုင်းလောက်လိုက်မယောင်ပါနဲ့လို့အမေတို့ပြောခြင်းပါတယ်။အဲကြောင့်ပို့ခဏနေကပြောတဲ့ပုံကိုယ်တွေမှာမျက်စိနှစ်ဖက်လုံးစီပွားရေးဘက်မှာလည်းပဲမျက်စိကမြင်ရမယ်။ ဘာသာရေးဘက်မှာလည်းပဲအမြင်ရှိရမယ်ဒီပုံကမှသာလျင်ချမ်းသာမှာဖြစ်ပါတယ်အားလုံးပဲကိုယ်စိတ်နှစ်ပါးစမ်းမှချမ်းသာကြပါစေခင်ဗျာ